အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ။ Napoli အသင်းကတော့အခုလောလောဆယ်မှာ Kevin De Bruyne ကိုကိုယူဖို့အနည်းဆက်ဆုံးအခြေအနေမှာရှိပြီးတော့နောက်ဆုံးစစ်ဆွေးနွေးမှုနဲ့အတူ ဒါနာပိုလီရဲ့ကစားမအသစ်ဖြစ်ကြီးညာနိုင်တော့မှာဖြစ်ကြောင်းဆိုလိုက်တယ်။နာပိုလီကကေဗင်ဒီဘရိုင်းနာကိုမန်ချက်စတာစီးတီးကထွက်ပို့တေးကြပြီးခဲ့ကတောက်လျှောက်ဂျိုးပန်းထားတာဖြစ်တယ်။အခုနောက်ဆုံးမှာဒီဘရိုင်းနာကိုသူတို့ရအောင်ခေါ်ဖို့ဂျိုးပန်းရင်ဒါအခုကေဗင်ဒီဘရိုင်းနာကလည်းစီးတီးထိပ်တီးကလပ်အသင်းကိုခေါင်းငိတ်လိုက်ပြီးဖြစ်တယ်။ဒီဘရိုင်းနာကမန်စီးတီးကထွက်ပြီးတဲ့အချိန်မှာနေပယ်မှာရှိတဲ့ နာပိုလီရဲ့အခြေအနေယာတီဦးတူအီတလီကစားဟန်အားလုံးကိုနီပယ်ရဲ့အခြေအနေတဲ့အားလုံးကိုသူ့ရဲ့အသင်းပေါ်လူကာကူကိုသူမေးတယ်။နောက်ဘယ်ဂျီယံလေဝစ်စ်တိုက်ရှိမှုဟောင်းဒရီစ်မာတင်ကိုမေးပြီးတော့နာပိုလီကိုသူပြောင်းသင့်မပြောင်းသင့်ကိုစုံစမ်းခဲ့တယ်။နောက်ဆုံးမှာနာပိုလီအသင်းရှိတဲ့နီပယ်မြို့မှာဒီဘရိုင်းနာရဲ့အမျိုးသမီးကအိမ်သွားရှာရတဲ့အထိဖြစ်ပြီးတော့သူ့ဘက်ကဆော်ဒီအာရေဗျာတို့မေဂျာလိတို့ကိုကြော်ပြီးတော့ ဒါနေပယ်မှာသူဆုံးဖြတ်ပြီးတော့ပြောင်းဖို့ဆုံးဖြတ်လိုက်တယ်။ဒီနေရာမှာအန်တိုနီယိုကွန်တီဆက်နေမယ်မနေဘူးဆိုတဲ့သတင်းကြောင့်ဒီဘရိုင်းနာကိုထိုင်ကလည်းနည်းနည်းတော့တွေ့ဝေသွားတယ်။ဆိုတော့ဒီဘရိုင်းနာကမန်ချက်စတာစီးတီးကထွက်တာဖြစ်ပေမဲ့သူ့အနေနဲ့ဂျိုဆေမော်နိုရဲ့ဖာဒါဘာချီအသင်းကလည်း offer ပေးတယ်။ Saudi Arabia Major League Club တွေနဲ့တော်တော်များများအသင်းတွေက offer ပေးတယ်။ မော်ရီညိုရဲ့အသင်းဆိုရင်တတိယကို12တန်းထိပေးပြီးတော့နှစ်နှစ်ကိုယူရို25တန်း package မေဂျာလိကချီကိုင်ကို fire တို့နောက်တစ်ဖက်ကအသင်းတော်တော်များများကတနစ်ကိုအမေရိကန်ဒေါ်လာတန်း20လောက်ထိပေးတယ်ဆော်ဒီကတော့စန်ချိန်တင်လုခလာစာတွေပေးပေးမယ်ကေဗရင်ဒဘရိုင်းနာကနာပိုလီကိုရွေးချယ်မဲ့အဓိကခရကြတဲ့အချက်ကအန်တိုနီယိုကွန်တီကိုနာပိုလီမှာဆက်ရှိတဲ့အဓိကအချက်ပဲဆိုတော့ AC Milan အသင်းက Napoli တာကတ်ထားနေတဲ့ Max Allegri ကိုသူတို့ရဲ့နီးပြဖြစ်ခန့်လိုက်တဲ့အဓိကအချက်ကလည်းအဓိကအဆုံးဖြတ်ဆိုတော့ Napoli ဥက္ကဋ္ဌနဲ့ Antonio Conte ကြားမှာဒါ promise တစ်ခုရတယ် Conte လိုချင်တဲ့ transfer budget နဲ့ကစားမားတွေကိုဖြည့်တင်းပေးမယ်ဆိုတဲ့အချက်ကြောင့် Antonio Conte က Napoli မှာဆက်နေဖို့ဆုံးဖြတ်တယ်အဲ့ဆုံးဖြတ်ချက်က De Bruyne ကို မန်ချက်စတာစီးတီးကထွက်တဲ့အခါမှာနာပိုလီကိုပြောင်းဖို့အဓိကဖြစ်သွားတယ်တကယ်လို့ဒါအန်တိုနီယိုကွန်တီသာဆက်မရှိရင်သူမသွားဘူးဒီဘရိုင်းနာကတခြားသင်းကိုရွေးထားတယ်ဒါပေမဲ့အန်တိုနီယိုကွန်တီတေချာပေါက်ဆက်ရှိမယ်လို့နာပိုလီကအတည်ပြုတဲ့အတွက်ကြောင့်ဒီဘရိုင်းနာကမန်ချက်စတာစီးတီးကအထွက်မှာနာပိုလီကိုရွေးချယ်တယ်ဆိုတော့အခုနာပိုလီကဒါကေဗရင်ဒီဘရိုင်းနာကိုရပိုင်းတွေမှာတရားဝင်ကြေညာတော့မယ် proposal တွေအားလုံးပြီးပြီး စာချုပ်က2နှစ် plus 2နှစ်ကနေ3နှစ်ထိဖြစ်မယ်နောက်ထပ်ကလောက်ခလာစာက2နှစ်ကိုအနည်းဆုံး euro 9တန်းကနေ10တန်းထိရပြီးတော့ဒါ Kevin De Bruyne က Antonio Conte နဲ့ Napoli အသင်းမှာတွေ့ရမယ်ဒီနေရာမှာ Napoli ဟာ Manchester United ရဲ့တောင်ပံကစားမှာ Alejandro Garnacho ကိုပါတပြိုင်နဲ့ခေါ်ဖို့သူတို့အသေးအံလုပ်နေတယ်ဒီအပိုင်းမှာ Napoli ဟာ Jonathan Davis လို့ခေါ်တဲ့ဒါဒီကနေဒါတိုက်ရှင်မှု ဒါလီယကဂျိုနသန်ဒေးဗစ်ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်တယ်သူတို့ကအခုဒီအော်စီမန်ကိုဘယ်သင်းပဲဖြစ်ဖြစ်ယူရိုတန်း80နဲ့ရောင်းဖို့ပြင်ထားသလိုဒါရယ်မက်ဒရစ်ကအန်ဒရစ်ကိုပါအကားနဲ့ခေါ်ဖို့လုပ်နေတယ်ဆိုတော့တေချာတော့အခုနာပိုလီဟာထိတ်တန်းထိတ်တန်းအဆင့်ရှိတဲ့ကစားသမားတွေကိုဖြည့်တင်းဖို့ကြိုးပမ်းနေရင်းနဲ့ကေဘယ်ဒဘရိုင်းနာကိုခေါ်ဖို့သဘောတူညီမှုရပြီးအန်တိုနီယိုကွန်တီဆက်နေဖို့တေချာသွားပြီး နောက်ဆက်တွဲအနေနဲ့အာလဟန်ဒူဂါနာချို့ကိုသူတို့ထပ်ပြီးဂျူးပန်းတယ်ဆိုတော့အော်စီမန်ကိုတေချာပေါက်တန်းခွန်းစနေရောက်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဘရိုင်းနာကွန်တီပီတော့ဂါနာချို့ဟာနာပိုလီအတွက်နောက်ထပ်တာဂက်တစ်ခုဖြစ်နိုင်လို့နာပိုလီကိုနာမည်ရသည်မှာပူကောင်းတဲ့အသင်းတစ်သင်းဖြစ်ကျွန်တော်တို့ဆက်ပြီးတွေ့ရတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်